မင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဒီနေ့ညမှာတော့ခွေပြံမှပြူစားခြင်းခံရသော စာကြဆရာတော်ဆိုတဲ့ဇာတ်ကြောင်းလေးစာဆုံးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲခံစားနာဆင်အားပေးကြပါဦး1990မှာ အဖေရအပြင်းထန်ဖျားပါလေယောဂါရှာမတွေ့ပါတေးရမရက်ကိုမျောနေချိန်မှာ အမေရဲ့မိတ်ဆွေဆရာမတယောက်ကညွှန်းလို့မွတ်စလင်သမားတော်တယောက်စီတွားပြပါတယ်တင်ပြူမှတ်တိုင်နားမှာပါ အဲ့ဒီ1990ပတ်လည်နှစ်တွေမှာတင်ပြူမတ်တိုင်နာကစေကုပေးတဲ့မွတ်စလင်ဆရာကြီးဘာဘာကြီးကိုမှတ်မိတဲ့လူတွေဒီနေ့အထိရှိပါတယ်။တမားတော်ဆိုရတဲ့အကြမြင့်ဆရာဆိုရင် ပို့ပြီးတော့မှန်ရပါလိမ့်မယ်။အဖေမလိုက်နိုင်လို့ဓာတ်ပုံလေးကိုပဲပြရပါတယ်။အဖေရဲ့ဓာတ်ပုံကိုကြည့်ပြီးတော့သူကစေးတောင်တောင်ကိုချစ်ပေးလိုက်ပါတယ်။အခုပြန်တွေးကြည့်တော့အထလန်ဂိုင်းတွေရဲ့စေးတော်တွေနဲ့ခက်ဆင်စင်စေးကစပလုံး၃လုံးစားလောက်ပဲရှိတာပါ။ အဲ့ဒါကို6ပုံပုံတပုံငူတစ်ခွက်တရက်နှစ်ခွက်နှုံးနဲ့၃ရက်တိတိတောင်းရင်ပြောင်းမယ်လို့ပြောပါတယ်စီတစ်ခွက်ဟာပယုစီတကောင်လောက်ပဲရှိတော့မယုံကျင်စရာပါပဲဒါပေမဲ့၃ရက်ကြာမှအဖေရလူကောင်းပကတိပြန်ဖြစ်ပါတယ်ကျွန်တော်ကဆက်စုပါတယ်ဘဘကြီးဒီစီတွေကိုဘယ်လိုဖော်တာတုံးဆိုတော့ငါဖော်တာမဟုတ်ဘူးလူလေခန္ဓာမဒနာတောင်ကဆေးဝိဇာရီပြီးတဲ့ဆေးပါလို့ဖြေပါတယ်ဟမ်ဘဘကြီးကမွတ်စလင်လေး ခန္ဓမာဒနာတောင်ကစေဝိဇာတိကဗုဒ္ဓဘာသာဝင်တွေဘာသာမတူပဲစီးဖို့ပေးတလားရေလို့အာမနာစတဲ့မိပါတယ်ဘာဘာကြီးကဟာတိုက်ရင်မောလိုက်ပါတယ်မင်းတို့မိသားစုကဗုဒ္ဓဘာသာဝင်တွေဘာဘာကြီးကမွတ်စလင်မွတ်စလင်မှစေကုပေးမဆိုဘာဘာကြီးကတမားတော်ပဲဟုတ်တော့မလဲတမားတော်ရေလူနာရေယောဂရေစေးရေပဲရှိတာလေကွာဘာသာလူမျိုးမခွဲကြဘူးလေဒီလိုပဲပေါ့ကွာသူကဆက်ပြီးစိတ်ရှိရှိနဲ့ရှင်းပြပါသေးတယ် ဂန္ဓမာတနာတောင်ကစေဝိဇာရီဆိုတာကလည်းဗုဒ္ဓဘာသာဝင်တွေကမှရွေးပြီးမဆတဲ့ထင်ရင် လူလေးမားမယ်လမ်းတူရင်ကူတာပဲကွာစိတ်ရင်းဖြောင်းရမယ်ကိုချင်းတီလာ လုံရမယ်ဆရဏအားကောင်းရမယ်လူတွေအပေါ်တက်နိုင်တဲ့မြကဲမယ်ဆိုတဲ့အဋိဌာန်နဲ့အားထုတ်ရင်ဝိဇာရီကကူညီကြတာပါပဲမန္တလေးတောင်မြို့မဟာကဏ္ဍယုံစီရုံမင်းခဲ့တယ်လို့ပေါ့စိတ်ကောင်းရှိဖို့ကပထမကွာမွတ်စလင်ကြီးတယောက်ပြောပြတဲ့ ဝိဇာရီစကားနားထောင်ရင်ကိုကပါဇက်အဟောင်းသာငါကနာကြီးခကြီးကိုရှောက်လန်းတဲ့အခါမှာတင်ကြပြတာပြီးခဲ့တဲ့ဝိဇရိုတွေမှအများကြီးလမ်းတူလို့ကူရာဆိုပြီးသူတို့အားလုံးကပြောကြတယ်ဘာဘာကြီးကဆက်ပြောပြတယ်ရောင်းဆုံးတပုံတွေညင်စားပြုစဉ်တခါကပေါ့ငါအဲ့နေတော့အိမ်မထဲကိုမြေရှောက်ဝိဇာတပါရောက်လာတယ်အိမ်မထဲမှာငါသာထထခကြီးတို့ပြီးဘုံကြီးတပါကိုလိုက်ကြရမယ်လို့ပြောတယ် ငါလဲအိယာကထားပြီးအိမ်တကားဖွင့်ပြီးကြည့်တော့အိမ်မထက်ကမိချောင်းဝိဇာကအိမ်ရှိမှာစောင့်နေတာဗျာငါလဲလွေကြီးလွေပြီးချက်ချင်းထားလိုက်သွားတာပေါ့ဒေသတွေအကြောင်းတွေမျိုးတွေတော့မမေ့နဲ့မဖြစ်အပ်ဘူးအရက်တခုကိုရောက်သွားတယ်ကြံရည်ဆိုင်တစ်ဆိုင်မှာထိုင်နေမျက်နှာချင်းဆိုင်လမ်းတစ်ဖက်မှာဆန်သားဆိုင်ရှိတယ်အဲ့ဒီကဆန်သားဆိုင်မှာလေချုံမိစပင်းညှက်နေတယ်ဆန်သားဆရာကိုငါဆရာဝိဇာကြီးကပြတယ်ဒါမင်းတို့ကြက်ရမယ်ဆရာကအဲ့ဒီဘုံဘုံပဲဆိုတော့ ငါကကြောင်သွားတယ်ငါကလေဟာအဘကလည်းစံသက်เสียပါဘုံကြီးမဟုတ်ပါဘူးဆိုတော့ဝိဇာကြီးကရှင်းပြတယ်အဲ့ဒါဒီနေ့မှရှမ်းရှမ်းတောက်စာချเสียတော်ကြီးတန်ငါတွေကိုရံနဲ့ချီပြီးစာတင်ပေးခဲ့တာကဝင်းမြောက်ဆုံးဖြစ်နေတဲ့ကဝီပြန်မကသူ့ကိုဖျက်ဆီးခြင်းလို့ကိုရတဲ့အပင်ထက်ကတာမှာကိုရပါဇက်ထဲဝင်တာနဲ့အသီးစိတ်လုံးလုံးပျောက်ပြီးကဝီမနောက်ကိုကောက်ကောက်ပါအောင် လိုက်သွားတာသူ့အတိတ်ကံကကြီးလွန်းတော့ ကဝေမားကတမဆားနိုင်ဘူးဒါနဲ့သူ့ကိုလေးလုံးပေါင်းတာကလေးပါ၃ယောက်ရနေပြီငါတို့ကကယ်ဖို့ရကလည်းဖုံးဖုံးမှဆက်စရာဝကြွေးကရှိနေတော့ကယ်လို့ကမရပြန်ဘူးအခုကသူ့ဝကြွေးကုန်ပြီငါတို့ကယ်ချင်ရောက်ပြီဆရာတော်ကသူ့စိတ်နဲ့သူ့ကိုမဟုတ်ဘူးကဝေမားပြူစားထားလို့သူ့ကိုသူဘာမှန်းကိုမသိဘူးငါကိုယ်တိုင်သူ့စီတွားရင် ကဝေမားကဆရာတော်ရဲ့စက်ကူအာယုံကနေတဆင့်ငါ့ကိုမြင်ရင် မဖြစ်သင့်တာတွေဖြစ်မှာမလိုအပ်တဲ့တိုက်ပွဲတွေမနှွဲကျင်ဘူးဒီကြိုင်ရိုင်ကမွတ်စလင်ဆိုင် မင်းကလည်းမွတ်စလင်ဆိုတော့ခွတ်တိပါပဲဆရာတော်ကိုကင်နိုင်တာမင်းမရှိတဲ့ဆိုပြီးကြိုင်ရိုင်ကိုတဲ့ထွေကနေတွေထွထွက်လိုက်တယ်ကဲဆရာတော်ကိုမင်းကိုယ်တိုင်တိုက်လိုက်မင်းကိုယ်တိုင်တိုက်လိုက်ဆိုတော့ငါကလည်းကြိုင်ရိုင်ကိုယူလန်ကူပြီးစံသားဆိုင်ကိုသွားဆရာမထားတဲ့ကြိုင်ရိုင်ရပါပြီဆိုပြီးသွားပို့တယ်စံသားဆရာကမမထားမိပါဘူး လာဖို့တော့လဲတောက်ရတာဘောဆိုပြီးကြံရီခွက်ကိုကောင်းမော်ကကြံရီလဲပါဇက်တဲ့အဝင်ချက်ချင်းအန်ထွက်လာတာက900တရာနှစ်ပေါင်းများစွာကြာတာတော့900ဟာအစိမ့်မပြတ်ပုံမပြတ်စန္ဒဆရာကမှန်ထဲမှာမြင်ရတယ်သူ့ပုံကိုသူကြည့်ပြီးဟင်ငါဘယ်လိုဖြစ်သွားတာလဲငါကဘာဖြစ်လို့တင်ငန်းမဝယ်ဖဲအင်ဂျီတွေပစိုးတွေဝတ်ထားတာလဲငါဘယ်ရောက်နေလဲဆိုပြီးတော့မေးတယ်အဲ့ဒီတော့မှငါဆရာကရောက်လာပြီးဆရာတော်ကိုကဝေပြန်းက ကိုရတဲ့အပင်းထည့်ပြူစားထားလို့ဒီဘဝရောက်နေတာလို့ဖြစ်တယ်။စန္ဒဆရာကဟင်လို့တခုနဲ့ရေရွတ်ပြီးစာတင်လိုက်စီပြည်တယ်။ငါတို့လည်းအနောက်ကလိုက်တယ်။ကျောင်းနိုင်ချေပင်မိုးကိုဥတိုက်ပြီးဆရာတော်တပည့်တော်ကိုရဟန်းပြန်မြူပေးပါလို့ငိုယူတောင်းပန်ရှာတယ်။ကျောင်းနိုင်ကမင်းကတိတ်ခမချပဲမာတုကာမနောက်ကောက်ကောက်ပအောင်လိုက်သွားတာကမှကလေးပါရနေတာ။ပါရာစီကကြားနေပြီးမရဘူးဆိုတော့ ။ဆန္ဒစရာကအရှင်ဘုရားတပည့်တော်ဘာဖြစ်ခဲ့မှန်းမသိပါဘုရား။တတိဝင်လာတော့ဆန္ဒဆိုင်နေသဘေညက်စရာဖြစ်နေလို့စာတင်တိုင်းစီပြန်ပြေးခဲ့တာပါဘုရားလို့တောင်းပန်ပါတယ်။အဲဒီမှာဝိဇာကြီးကဝင်လျှောက်တယ်။ဆရာတော်ဘုရားတပည့်တော်ကအထက်ဆရာကြီးတို့ရဲ့အမင်းချလို့စာချကိုတော်ကိုလာခဲ့တာပါ။ဒီဖုန်ဖုန်ဟာသူ့စိတ်နဲ့သူ့ကိုလောမှာဖောက်ပြန်ပြီးမေတ္တမှုကိုပြုတည်မဟုတ်အပင်းထည်ထားတဲ့ကိုရပါဇက်တဲ့ဝင်းသားနဲ့ ချက်ချင်းတူးမူလာပင်ကိုအသည့်စိတ်လုံးဝဖြောက်ပြီးကဝေမားရဲ့ကမ္မစေတီနဲ့ပြူစားထားတဲ့စိတ်နဲ့ကြရဝါဒလူပေါင်းတွေကိုရောက်ခဲ့ရတာပါသူဝီကျွမကုံသေးလို့ဘယ်လို့မှတပည့်တော်တို့ကယ်လို့မရတာပါဖေဟာအခုဝီကျွကုံသားနဲ့တပည့်တော်တို့သူ့ကို အပင်းထုတ်ကာကိုရထွက်သွားတာနဲ့ချက်ချင်းတတိယပြီးမူလယဟန်းစိတ်ပြောင်းဝင်လာတာပါဖေဟာလို့ဆိုပြီးရှောက်တင်လိုက်ပါတယ်အဲ့ဒီမှာကျောင်းနိုင်ကအခြားကျောင်းနိုင်ကဆရာတော်ကြီးတွေကိုချက်ချင်းပင့်ဖိတ်ပြီး ဆန္ဒဆရာကိုခုံယုံတင်လိုက်ပါတယ်ဆန္ဒဆရာကအမှန်တိုင်းအစ်စ်ခံတယ်ငါဆရာမြေချောက်ဝိဇာကြီးနဲ့ငါလည်းတက်တည်ထွက်ရတယ်အဲ့ဒီမှာခုံယုံကဆန္ဒဆရာတက်ဖြစ်လေစာချကူတော်ဟာပါရာစီကမကြဘူးလို့ဆုံးဖြတ်လိုက်ကြပါတယ်ဆန္ဒဆရာကိုစမ်းကြတင်ကန်းစီပီတိမ်ထဲမှာကမောဟာညံ့နေတဲ့အချိန်မှာ ချက်ချင်းမှပဲကဝေပြန်မနဲ့သူသား၃ယောက်ဟာစင်းစင်းတည်ရပါတော့တယ်ငါတို့လည်းအဲ့ဒီအချိန်မှာပြန်ခဲ့တယ် နောက်ပြန်စုံစမ်းလို့သိရတာကစာချဆရာတော်ဟာတံဝေကရပြီးတရားအထုတ်တာမတ်ဖို့တွေပောက်သွားတယ်တဲ့ဇလန်းစိုးမှာကျွန်တော်ကထုံးစံအတိုင်းမွတ်စလင်ဆရာကြီးကိုရှာရှိတယ်ဘာဘာကြီးအဲ့ဒီဆရာတော်ကတီလာကျူးပေါင်းနေလို့ပြူစားခံရတာလားလို့မေးလိုက်ပါတယ်ဟာလူလေးငရဲကြီးမယ်ဒီလိုမတွေ့ရမပြောရဘူးယဟန္တာတွေတောင်တမဘက်ဝင်စားနေတဲ့အချိန်မှာ အကာအကွယ်ရတာတမဘက်မဝင်စားတဲ့အချိန်ဆို တာမန်လူခန္ဓာအတိုင်းပဲဘာအကာအကွယ်တခုမှမရှိဘူးတကူရမှာအေဒရရတဲ့ရှင်မမောက်ကလန်တော်ဝီကျူပြန်ဆက်ရတဲ့အချိန်မှာတမာဘက်ဝင်စားလို့မရပဲဓမြတို့ရိုက်တာခံလိုက်ရတယ်တခါရှင်မောက်ကလန်ပဲတမာဘက်လူချိန်မှာမနက်ကဘိုက်ထဲဝင်နှိမ့်ဆက်တာခံခဲ့ရဘူးတယ်အရှင်ဘာဟိရဓာရုစရိယဆိုရင်အရတမတ်ဖို့ကြာပြီးတယ်မရှိမနောင်ကျွဲကတ်လို့ပြိနေဗံပြူရတယ်လောကီဇန်ရနေတဲ့ယတိယဟန်တွေလည်းဇန်ဝင်စားချိန်မှာပဲ ဇန်ရဲ့အကာအကွယ်ကိုရတာဇန်မဝင်စားချင်စိုးတာမန်လူတွေအတိုင်းတေလွယ်ပြောက်လွယ်ပါပဲဒါကြောင့်ဆရာတော်တွေရဟန်းတွေဖြစ်လျင်းနဲ့အောက်လန်းဆုံးတွေပြူစားခံရတာဟာဆရာတော်တွေတီလာပြက်လို့ဆိုပြီးမဆွဆွဲအပ်ဘူးမွတ်စလင်ဆရာကြီးကစိုးမတာကို나ယူခံခဲ့ရဘူးပါတယ်အဲ့ဒီဘာဘာကြီးဟာ1993လောက်မှာကွယ်လွန်သွားခဲ့ပါတယ်တေချင်မှာပြုံးပြုံးကြီးဆိုတော့တပည့်တွေကဘာဘာကြီးကအသေးထွက်တယ်လို့လေဆိုကြပြန်ပါတယ် ကျွန်တော်လည်းမြင်တွေ့ကြားသိတဲ့မြတ်မိတဲ့လောက်ပြန်ပြောရတာပါပဲ။